မင်္ဂလာပါဒီချေအားအရှိတင်ကန်းစာမှာတော့ကအသုံးများတဲ့အထုအခရာများတင် जा ကြစုလားဆိုရဲတင်ကန်းစာကိုတင် जा ပြီးခဲ့ပြီးပါပြီဒီတစ်ခါကလေးတွေကိုအီအီအီတရာများတင် जा ကြစုလားဆိုရဲတင်ကန်းစာကိုတင်ပေးမှာဖြစ်ပါတယ်ဒီမှာအီ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 တရာတွေကိုဘယ်လိုပေါင်းရမလဲဆိုရင်အာရေလုံးကြီးတင်အီအာရေလုံးကြီးတင်စံခအီအီအီအာရေလုံးကြီးတင်စံခအီဝစ္စံနှလုံးပေါင်းအီ e e e အဲ့လိုမျိုးအတန်ပုံစံလေးအတိုင်းပဲလုံကြီးတင်ထဲလုံကြီးတင်ထဲရင်တတန်စံခန်းထည့်လိုက်တဲ့အခါတတန်စံခန်းနဲ့ဝစ်ဆန်နှလုံးပေါင်းနဲ့ထည့်လိုက်တဲ့အခါအတန်တတန်မှာထပ်ပြောင်းသွားတဲ့တင်သင်ခန်းစာလေးကိုဒီချေကတင်ပေးမှာဖြစ်ပါတယ်အဲ့တော့ရှင်နဲ့တူတူလိုက်ပြီးတော့ဆိုကြည့်ကြရအောင်ဒါဆိုရင်ဒီဤနေရာမှာအာရီလုံကြီးတင်ဤနေရာမှာစာလုံးလေးကိုအစာသွင်းလိုက်တော့စာလုံးရေလုံကြီးတင် C C C ဒါဆိုရင် စာလင်ရေလုံကြီးတင် C C C ညာရီလုံးကြီးတင်ကြီးညာရီလုံးကြီးတင်ဆန်ခါညီညီညီညာရီလုံးကြီးတင်ဆန်ခါညီဝစ်ဆန်နှလုံးပေါင်းညီ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 တာဝန်ပူရီလုံးကြီးတင်တိတာဝန်ပူရီလုံးကြီးတင်ဆန်ခါတီတီတီတာဝန်ပူရီလုံးကြီးတင်ဆန်ခါတီဝစ်ဆန်နှလုံးပေါင်းတီ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 နာငေရီလုံးကြီးတင်နိ နာငယ်ရေးလုံးဤတင်ဆန်ခာနီနီနီနာငယ်ရေးလုံးဤတင်ဆန်ခာနီဝိဆန်နှလုံးပေါင်းနီ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 ပါစာရေးလုံးဤတင်ပိပါစာရေးလုံးဤတင်ဆန်ခာပိပိပိပါစာရေးလုံးဤတင်ဆန်ခာပိဝိဆန်နှလုံးပေါင်းပိ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 မာရေးလုံးဤတင်မိမာရေးလုံးဤတင်ဆန်ခာမိ မိမိမာယီလုံးဤတင်ဆန်ခါမိဝိဆန်နှလုံးပေါင်းမိ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 စာလုံးဤညက်တာစီအောက်ကမြင်စီစာလုံးဤညက်တာစီစီစီစာလုံးဤညက်တာစီဝိဆန်နှလုံးပေါင်းစီ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 မာယီညက်တာမိအောက်ကမြင်မိမာယီညက်တာမိ မိမိမာယိညတ်တာမိဝိဆတ်နှလုံးပေါင်းမိ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 တာယိညတ်တာတီအောက်ကမြင်တီတာယိညတ်တာတီတီတီတာယိညတ်တာတီဝိဆတ်နှလုံးပေါင်းတီ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 ရောကလေးလေးတွေကဒီရှေ့မှာအီအီအီပေါင်းတယ်လို့ပဲဒီစကားလုံးလေးတွေမှာလည်းစကားလုံးလေးတွေပြောင်းသွားတဲ့အခါ သူ့ရဲ့အတန်ထက်ကလေးတွေပြောင်းသွားတာကိုထက်ခါထက်ခါစိုးပြီးတော့လေ့ကျင့်ကြည့်မယ်ဆိုရင်ဒီသင်ခန်းစာလေးကိုတည်ချာချာရပ်သွားမှာပါဒီချိန်နဲ့တူတော့ခောက်ထပ်ပြီးတော့စိုးကြည့်ကြရအောင် e e e c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  ညညညတီတီတီနီနီနီပီပီပီမီမီမီစီစီစီမီမီမီတီတီတီ ပြီးတော့ဒီသင်္ကန်းစာမှာဒီချက်ထပ်ပြီးတော့ရှင်းပြစရာရှိတာကဒါကို i လုံးကြီးတင် e လို့အတန်ထွက်တယ်လို့မျိုးဒီဥစာကိုလည်းပဲ e လို့အတန်ထွက်ပါတယ်ဒါကိုကြတော့အခရာ e ပါဒါကကြတော့ e အခရာ e ဒါဆိုရင်တာရေးညက်တာ t t ဆိုတာလည်းဒီဒီလိုမျိုးအတန်အတန်အတူတူပေါ့နော် e e t ဒါဆိုရင် e e e အဲ့တော့ဒီစကားလုံး၃လုံးကိုဘယ်လိုနည်းတောင်ထွက်တရားတူးနေတဲ့ဒီချိန်ကြီးဒါဆိုရင်အဲ့ဒီစကားလုံး၃လုံးကိုဘယ်နေရာတွေမှာဘယ်လိုသုံးရမလဲဆိုရင်ဘယ်လိုသုံးရမလဲဆိုတာကိုဒီချိန်ကထပ်ပြီးတော့ရှင်းပြပါမယ်ဒီအာရီလုံးကြီးတင် e ကိုကြတော့ချဲတို့တွေကစလုံးကိုစကားဒီတိုင်းပဲစာကြောင်းလေးတွေပေါင်းတဲ့အခါမျိုးမှာဒီ e ကိုနံပါတ်လေးတို့စာကြောင်းလေးတို့ပေါင်းတဲ့အခါမှာဒီ e ကိုသုံးပြီးတော့ဒီ e လေးကိုကြတော့သူကပါဠိ ပတ်စင်လေးတို့ပါဠိစကားလုံးတွေမှာဒီဟိုပြောရလို့ရှင်ဖျားစာလေးတို့ဘာတွေတို့ပေါ့အဲ့ဒီလူမျိုးတွေအဲမှာဆိုရင်တော့ဒီ e လေးကိုသုံးပါတယ်ဒါတော့ချေတို့ကစာကြောင်းတွေရေးတဲ့အခါမှာတိတ်ပြီးတော့မသုံးပါဘူးစာကြောင်းတွေရေးတဲ့အခါမှာဒီ e ကိုသုံးပြီးတော့ပတ်စင်စကားလုံးပါဠိစကားလုံးတွေဘာတွေသုံးတဲ့အခါမျိုးမှာတော့ဒီ e ကိုသုံးပါတယ်ဒီ e ကဘယ်နေရာမှာသုံးလဲဆိုရင်စာကြောင်းတွေရဲ့အနောက်ဆုံးမှာလူမျိုးပေါ့အရှိမအရှိတင်ခဲ့စလို့မျိုးပေါ့ဘာဘတရားနာ e အဲ့ဒီပါပါတရားနာဣဆိုတဲ့အနောက်ဆုံးစကားလုံးဣကိုဒီချေတို့ကအာရေလုံးကြီးတင်ဒီအာရေလုံးကြီးတင်ဣနဲ့မသုံးပါဘူး။ဘာနဲ့သုံးရမလဲဆိုရင်ဒီအခရာဣနဲ့သုံးပါတယ်။အားကြောင့်တစ်ချောင်းရဲ့နောက်ဆုံးမှာဆိုရင်ဒီအခရာဣနဲ့စာကြောင်းတစ်ချောင်းရဲ့နောက်ဆုံးကအဆုံးသက်စကားလုံးကိုဒီဣနဲ့သုံးပါတယ်။စာကြောင်းတွေပေါင်းတဲ့အခါကျရင်တော့ဒီဣနဲ့ထည့်ပေါင်းပါတယ်။ဒီဥစ္စာလေးဒါဆိုရင်တော့ဒီဣဣဣသုံးနည်းကိုနားလည်သွားတော့ပါပြီ။ ဒါဆိုရင်ဒီရှေ့ကဒီဘက်က e e d t ဆိုတဲ့စကားလုံးလေးသုံးလုံးကိုထပ်ပြီးတော့ရှင်းပြပါမယ်။ဒီ e ကိုလည်းပဲဒီရှေ့တို့တွေကစာကြောင်းလေးတွေရေးတဲ့အခါမှာသုံးပါတယ်။ဒါဒီအက္ခရာ e ရကြတော့ဘယ်နေရာမှာသုံးလဲဆိုရင်အက္ခရာ e ကိုကြတော့ခြေတို့တွေကအရှိဆုံးစာကြောင်းတွေရဲ့အရှိဆုံးမှာသုံးပါတယ်။ဒီရှေ့တို့ပထမအရှိသင်ခန်းစာမှာသင်ခဲ့ရသင်ခဲ့တဲ့သင်ခဲ့တဲ့စာကြောင်းလေးတွေလိုမျိုးလေ။ဥပမာ e say ya yeah. လာတလားဆိုလို့ရှိရင်ဒီအခရာ e ကိုဒီအရှိစာကြောင်းရဲ့စာကြောင်းကြောင်းရဲ့အရှိဆုံးမှာရေးပြီးတော့ဒီအခရာ e ကိုကြတော့စာကြောင်းရဲ့အနောက်ဆုံးမှာရေးပါတယ်ဒီ e လေးတို့ e တို့စကားလုံးလေးတို့ကြတော့စာကြောင်းလေးတွေရေးတဲ့အခါမျိုးမှာထည့်ပြီးတော့သုံးပါတယ်ဒီ t ကိုလည်းပဲဘယ်မှာသုံးလဲဆိုရင်စာကြောင်းရဲ့နောက်ဆုံးမှာပဲသုံးပါလေဒီတီကိုလည်းပဲတီကိုစာကြောင်းကြောင်းရေးပြီးသွားလို့ရှိရင် စာကြောင်းကြောင်းရေးပြီးတဲ့အနောက်ဆုံးလေးမှာပဲဒီတီကိုထည့်ပြီးတော့သုံးပါတယ်အဲ့ဒါကတော့ဒီကလေးလေးတွေနောက်သင်ခန်းစာတွေထပ်ထပ်ပြီးတော့သင်တဲ့အခါကျလို့ရှိရင်တော့တစ်ချက်ရှင်းပြတစ်ချက်ရှင်းပြတယ်ဒီသုံးလေးတွေကိုထပ်ပြီးတော့ပို့ပြီးတော့နားလည်သွားပါလိမ့်မယ်ပြီးတော့ဒီချက်ထပ်ပြီးတော့ရှင်းပြကျင်တာကဒီစကားလုံးလေးတွေမှာ share တွေရဒါဆိုလို့ရှိရင်လည်းပဲဥပမာဟိုဒါဆိုရင်စာလုံးလေးလုံးပြီးတင်ဆက်ခါစီ ဒါဆိုရင်စာလင်ရေးလုံရင်စံခါစီမှာစီနဲ့စီနဲ့မှာဒီရှေ့ရေးစီနဲ့စီနဲ့ကအတန်အတူနေတယ်။ဒါပေမဲ့စလုံးပေါင်းတာချင်းကတော့စာလုံရေးလုံရင်စံခါစီစာလင်ရေးလုံရင်စံခါစီဖြစ်နေတယ်မတူဘူးဆိုရင်မတူဘူးဒါဆိုလို့ရှိရင်ဒီလိုစကဒီစကလုံးနှလုံးကိုဘယ်နေရာတွေမှာဘလို့သုံးရမလဲဆိုရင်ခလေးလေးတွေမှတ်ထားရမှာကဒါစာလုံရေးလုံရင်စံခါစီကိုဒီရှေ့တို့တွေကဟိုတန်းစီတာတို့ညီညီစီတာတို့ စာအုပ်တွေကိုစာအုပ်ဆင်မှာတိတ်တိတ်ချာချာစီထားတာတို့စစ်တခုခုပစ္စည်းတခုခုကိုစစ်စီထားတာတို့အဲ့ဒီလိုမျိုးစကလုံးတွေမှာဒီစာလုံးရေးလုံဤတင်စံခါစီကိုသုံးပါတယ်ဒီစာလုံးရေးလုံဤတင်စံခါစီကိုကြတော့အဲ့နေရာတွေမှာသုံးမလဲဆိုရင်ချယ်ရိုဟင်းတွေပါတွေချက်တဲ့အခါသုံးတဲ့စာလုံးရေးလုံဤတင်စံခါစီဟိုဟိုစီတွေပါတွေကိုအဲ့လိုမျိုးစီတို့ဒက်စီတို့ဒီဇယ်စီတို့အဲ့ရနန်စီတို့အဲ့လိုမျိုးစီတွေကိုသုံး ေါင်းတဲ့အခါကျရင်တော့ဒီစာလင်ရေးလုံးရည်တင်းစံကားစီကိုသုံးပါတယ်။နောက်တစ်ခုဒီမှာစီးနဲ့စီးနဲ့မှာအတန်အတူနေတယ်ရှင်။ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာကိုဘယ်လိုသုံးရမလဲဆိုရင်ဒီနေရာမှာစာလုံးရေးလုံးရည်တင်းစံကားစီရကြတော့ကားစီးတာတို့လေစီးတာတို့လှဲစီးတာတို့တခုခုစီးတာပေါ့ကွာအဲ့ဒီတခုခုစီးတဲ့ဥစားမှာစပိန်စီးတာတို့လေယံမြန်စီးတာတို့ပေါ့ဒါဆိုလို့ရှိရင်ဒီစီးကိုသုံးပြီးတော့ ဒီစာလင်ရေးလုံးကြီးတင်ဆက်ခါစီးရကြတော့တချို့တွေဟိုစီးသွားတာတို့ဟိုဘာတို့ကွာပြီးတော့ကြတော့နောက်ထပ်ဒီစီးကိုနောက်ထပ်စကလုံးလေးတွေထပ်ပြီးတော့ပေါင်းတဲ့နေရာမှာလည်းပဲတုံးတယ်ဥမာတချို့တွေကစီးသီးတို့ဘာလို့ပေါင်းတဲ့ခါကြလို့ရှင်ဒီစီးနဲ့ပေါင်းတယ်ပေါ့နော်အဲ့တော့နောက်မှဟိုစကလုံးနှလုံးပေါင်းလိုက်တဲ့အခါအတန်ပြောင်းသွားတဲ့စကလုံးလေးတွေတချို့ထပ်ပြီးတော့တင်ပေးပါမယ်အခုဒီနေရာမှာခလေးလေးတွေကဒီနေရာလေးဒီစကလုံးလေးတော့ဘယ်နေရာမှာတုံးရမယ်ဒီစကလုံးလေးတွေကိုတော့ဘယ်နေရာမှာတုံးရမလဲဆိုတာကို ော်တော်ချာချာလေးမှတ်မိသွားတယ်ဆိုလို့ရှိရင်ရပါပြီနောက်ပြီးတော့အင်းဒီသင်ငန်းစာမှာတော့ဒီလောက်လောက်ဒီနှစ်ခုဒီစကားလုံးလေးတွေဘယ်နေရာမှာသုံးရမလဲဒီ C နဲ့ CO ဘယ်နေရာမှာသုံးရမလဲဆိုတာကိုဆိုရရဲ့ပြီးတော့ဒီ EEE ကို ဘယ်နေရာစကားစကြောင်းလေးတစ်ချောင်းရယ်ဘယ်နေရာမှာသုံးရမလဲဆိုတာကိုလေးလေးတွေကတည်တည်ချာချာသိသွားပြီဆိုရင်တော့ဒီသိသွားပြီဆိုရင်ဒီသင်ခန်းစာကိုကြည်ကြည်ညံ့ညံ့ရောက်သွားမှာဖြစ်ပါတယ်ဒီ channel တူတူနောက်ထပ်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်နော်